တရားရုံးအမိန့်ကို Trump အုပ်ချုပ်ရေးအဖွဲ့ဖိဆန်းခြင်းရှိမရှိကြားနာမှုပြုလုံဗင်နီဇွဲလာရာစုအကိုင်းတွေကိုလေရင်နဲ့ပြန်ပို့တဲ့ဖြစ်စဉ်မှာတမ်လောက်ထရာအုပ်ချုပ်ရေးအဖွဲ့ဟာတရားရုံးအမိန့်ကိုဖိဆန်းခြင်းရှိမရှိကြားနာစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ဝါရှင်တန် DC ကဖက်ဒရယ်တရားသူကြီးဂျိမ်းဘိုးဘတ်ဆာမတ်လ15ရက်ညနေပိုင်းမှာ ပြင်းထန်တဲ့ပေးတာတွေကိုခေတ္တဆိုင်ကပုံရာရီတမ်းမြင့်မိတ်ထုတ်ခဲ့ပြီးဗင်နီဇွဲလာရဆော့ဂိုင်းဝင်တွေကိုပို့ဆောင်တဲ့လေရင်ကိုလည်းပြန်လှည့်ဖို့အမိတ်ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမက်လတ်15ရက်ညနေပိုင်းမှာပဲဒီလေရင်တွေဟာထွက်ခွာသွားခဲ့ပြီးထရန့်အုပ်ချုပ်ရေးအဖွဲ့ကတော့တရားသူကြီးအမိတ်ထုတ်နေချိန်မှာရဆော့ဂိုင်းသားတွေကိုပို့ဆောင်တဲ့လေရင်ကထွက်ခွာသွားပြီလို့တုံ့ပြန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် Trump အုပ်ချုပ်ရေးအဖွဲ့ဟာတရားရုံးအမိန့်ကိုချိုးဖောက်တယ်ဆိုပြီးတော့အဖွဲ့တစ်ခုကတရားစွဲဆိုထားပြီးမနေ့ကမတ်လ18ရက်နေ့မှာဒီအမှုကိုကြားနာမှုပြုလုပ်ခဲ့ပါတယ်။ဒီကြားနာမှုအတွင် Trump အုပ်ချုပ်ရေးအဖွဲ့ရဲ့ရှင်းလင်းတွေကတရားသူကြီးရဲ့လေရင်တွေကိုပြန်လှည့်ဖို့အမိန့်ဟာနှုတ်နဲ့ပဲပြောကြားခဲ့တာဖြစ်ပြီးစာနဲ့အမိန့်ထုတ်တာမဟုတ်တဲ့အတွက်ဒီဖြစ်စဉ်ဟာအမိန့်ဖိစင်ရမယောက်ကြောင့်ရှောက်လေခဲ့ပါတယ်။ တရားသူကြီးပေါ်ပါကဒီရှောင်းလက်ချက်ကိုလက်မခံပဲလေရင်ပြန်တမ်းမှုနဲ့ပတ်သက်တဲ့တိစိတ်ချက်လက်တွေကိုမိကုံထုတ်ခဲ့ပေးမယ်။ထရအစိုးရရဲ့ရှင်းနေကအမျိုးသားလုံခြုံရေးစိုးရိမ်မှုအခြေအနေကိုကိုးကားပြီးအချင်းချင်းဖြေဆိုဖို့ညှင်းဆန်ခဲ့ပါတယ်။တရားသူကြီးကပြင်းထန်တန်ပေးခဲ့တဲ့အခြေအနေပတ်သက်လို့နောက်ထပ်အသေးစိတ်အချက်လက်တွေနဲ့လေရင်ပြန်တမ်းမှုဆိုင်ရာအသေးစိတ်အချက်လက်တွေကိုဒီနေ့မတ်လ16ရက်မွန်လယ်ပိုင်းမှာတင်ပြဖို့အမိန့်ပေးခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီးတရားသူကြီးပိုဘတ်ကလာမယ့်မတ်လ23ရက်မှာစီရင်ချက်ချဖို့ရှိနေပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။